မင်းကအရှင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲတွေအပြီးမှာခြေစစ်ပွဲအောင် အသင်း6သင်းထပ်မံထွက်ပေါ်လာခဲ့ပြီးအဲ့ဒီအသင်းတွေကတော့အင်္ဂလန်၊တောင်အာဖရိက၊ကတာ၊ sorry ၊ Ivory Coast နဲ့ Senegal တို့ဖြစ်ပါတယ်။အင်္ဂလန်ကလက်ဗီယာကို9ခုပြတ်နဲ့အနိုင်ယူပြီးတဲ့နောက်အုပ်စုဒုတိယနေရာက Albania ကို2ပွဲအလိုမှ9မှတ်ဖြတ်နိုင်ခဲ့တဲ့အတွက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး2026ကမ္ဘာဖလားအတွက်ဥရောပဆောင်ကနေခြေစစ်ပွဲအောင်မြင်တဲ့ပထမဆုံးအသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ အာရှဆောင်မှာတော့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တဲ့ရှစ်သင်းစလုံးအပြေပေါ်သွားခဲ့ပြီးဖြစ်ပြီး play-off ရှင်ပြန်ရမယ့်တနည်းအားအတွက်တော့ UAE နဲ့ Iraq တို့အပြိုင်လို့ရမှာဖြစ်ပါတယ်။အာဖရိကဆောင်မှာလည်းတိုက်ရိုက်ချင်းစစ်ပွဲအောင်မြင်တဲ့ကိုသင်းစလုံးအဖြစ်ပေါ်သွားခဲ့ပြီးဖြစ်ပြီး play-off ရှင်ပြန်ရမယ့်တနည်းအားအတွက်တော့ Gabon, Congo, Cameroon နဲ့ Nigeria တို့အပြိုင်လို့ရမှာဖြစ်ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲကို အသင်း58တင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပတော့မှာဖြစ်ပြီးလက်ရှိအချိန်မှာအင်ရှင်3တင်းအပါအဝင်ရှင်ပြိုင်ခွင့်ရတဲ့အသင်း28တင်းအထိရှိလာခဲ့ပါပြီ။